ရွှေချိန်6ပိတ်တာစီချဲထားတဲ့ဝတ်စုံနဲ့တကြောပြန်လာပြီးခရိုနီကရောတချို့ကိုအခုလိုခြေပါသွားတဲ့မင်းသမီးချင်းအင်ဒရာကျော်စိန်အနုပညာရေးချင်းပြေဝသူပြီးပြီးဘဲချင်းကြီးကြီးပြည်တဲ့လက်ခံအပြင်မှုရရှိတဲ့အနုပညာရှင်ကို ပြပါဆိုရင်တော့မင်းသမီးလေးအင်ဒရာကျော်စိန်ကိုပြောချင်ပါတယ်ယခုချိန်မှာပေါ်ပေါ်ပဲပဲကြောင်ညာတွေကိုလက်မခံတော့ပဲထိတ်တန်းကြောင်ညာတွေကိုဒါလက်ခံရိုက်ကူးရင်းနဲ့တကြောပြန်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ် အင်ဂျွာကျော်စင်ကတော့အနုပညာလောကတွေကို1996ခုနှစ်တုန်းကဝင်ရောက်လာခဲ့တာဖြစ်ပြီးအခုချိန်ထိလည်းပြိတ္တအပီမှုရရှိထားနိုင်တာကတော့သူမရဲ့ခြင်းတစ်ခုလို့ဆိုရမှာပါ Academy အသုံးစုရှင်ရရှိထားသူဖြစ်ပြီးဘလို့ဇယုတ်မျိုးမဆိုအပြည့်ပြန်တရားဆောင်နိုင်တဲ့မိသမီတလက်လေးဖြစ်ပါတယ်။ဒါကြောင့်လည်းသူမအပါဝင်တရားဆောင်ထားတဲ့ဘေဆက်ကမျိုးကိုမဆိုပြည်တယ်လက်ခံအပြည့်မှုကများစွာရရှိခဲ့တဲ့အထိပါပဲ။ ဒီလိုနုပညာရှင်လောကမှာအမျိုးမျိုးရရှိခြင်းပြောရမယ်ဆိုရင်တော့ထိတ်တန့်မင်းသမီးတလက်အဖြစ်ယက်တည်နေခြင်းမှာမင်းသားပြည်သူဦးနဲ့လက်ထက်ထိမြခဲ့တာပဲဖြစ်သွားတယ်။နှစ်ယောက်လုံးကအမျိုးမျိုးလောကမှာတရှိန်သူအောင်မြင်နေတဲ့အချိန်အခုလိုမျိုးလက်ထက်သွားတာကြောင့်လည်းအောင်မြင်မှုအရှိန်တွေရော့ကျသွားမှာကိုအလုံးကဆိုရင်းနေကြပါရဲ့။ဒါပေမဲ့ဇနီးမောင်နှံနှစ်ယောက်ကတော့လက်ထက်ပြီးမှတော့ပူပီတော်တော်အောင်မြင်တယ်လို့တောင်ပြောရမယ်ထင်ပါတယ်။ ဒါလင်ဒရာဂျွန်ဆန်တို့ဇနီးမောင်နဲ့နှစ်ယောက်ကအမှုပြောင်းရွေးချယ်ပြီးဝါတဲ့သူတွေဖြစ်တာကြောင့်ရောဗဂျရီကသူရဲ့အမှုပြောင်းကိုအပြည့်ရာကြောင့်တော့အောင်မြင်မှုကပိုတူလာရပဲဖြစ်ပါတယ်။ဇနီးမောင်နဲ့နှစ်ယောက်လုံးကစစ်တဘောထားပြိုဆင်ကြသူတွေဖြစ်တယ်လို့အလိုတန်ရရောတက်ကြတဲ့သူတွေလည်းဖြစ်လို့အမှုပြောင်းကြရိုင်းကချက်ခင်ကြတဲ့အထိပါအခုချိန်ဆိုရင်တော့သာသမီနှစ်ယောက်နဲ့အတူအပြေဆုံးနေဘွားလီကိုပိုင်ဆိုင်ထားတဲ့အင်ဒရာကျော်စင်ကအနုပညာလောကကနေငါးနှစ်လုံးနေပါရင်နာခရီးတဲ့နောက် တကြောပြန်လဲရရှိလာခဲ့ပြီးဖြစ်ပါတယ်။ပြိတက်ကြီးတွေနဲ့နေနေငယ်ဝေးကွာပြီးတဲ့နောက်တမရဲ့ကံဘတ်ကလည်းလောဘယုံမသွားပဲတကယ်ကိုအောင်မြင်တယ်လို့ပြောရမှာပါ။လက်ရှိအသက်48အရွယ်ရှိပြီဖြစ်တဲ့အရွယ်ရှိပြီဖြစ်တာနဲ့အခုလိုအောင်မြင်မှုမျိုးကိုရယူနိုင်တာကတော့တကယ်ကိုချစ်ချူဖို့ခြိုက်တန်လာပါတယ်။တမနဲ့တက်သူရဲ့သူမင်းသမီးတွေရောအလားပါကိုမထိန်သိမ့်နိုင်တဲ့အချိန်အနုပညာလို့တွေ့ရနာထားတဲ့အချိန်အလားတရာကတော့ဂျူနီယာမင်းသမီးတွေထက်တောင်ရှင်ပြန်လို့ရသေးတာကတော့ အဝေါ်ဆရာပါရှင်ဘော်ဒီကောက်ကြောင်ကစာ48နှစ်လို့မတရားလောက်အောင်လာပါနုပြုံမှုကို ထိန်းသိမ်းထားနိုင်တာကတော့ဒုမရဲ့ခြင်းတွေကတော့ဒုမရဲ့ရဲ့ခြင်းတွေတဲကတခုပါပဲအခြားလူမထရလောက်အောင်လာရဲ့လွန်းနဲ့မင်းသမီးလေးအင်ဒရာဂျောစင်ကရွှေချင်း၆ပိတ်တာစီချေထားတဲ့ဝတ်စုံနဲ့မိနရီရဲ့အာယုံကိုထပ်ပြီးခန်းစားနိုင်ခဲ့ပါပြီ။မြမတော်ဝင်မိဖုရားအတွေ့အစဉ်ရင်တွင်နဲ့လမ်းဆန်လာတဲ့လတရားကရင်တက်ရှုမောစရာကောင်းလွန်းတာကတော့အမှန်ပါပဲရှင်။ ဒီလိုစီရင်မှုတွေနဲ့တော်ဝင်ဆန်တဲ့အလားတရာကစံတာလာပါကြီးရဲ့ခရိုနစ်တထေကတော်တွေကိုတော့ခြေပနိုင်တဲ့အထိလက်မနိုင်လာလို့ပါတယ်တိုင်ပေါင်းတထောင်ကျော်တန်ဒီဇိုင်းဆန်တဲ့ရွှေလဝရတနာတွေရလေအင်ဒရာကျော်စင်းနဲ့အရန်ကွန်လိုက်ဖန်နေရတာကတော့အမှန်ပါပဲ မြန်မာနယ်ရွှေခွဲမရတလို့တတိယရှိလာတဲ့အလားတရားနဲ့အင်ဒရာချက်စင်းဆိုတဲ့အလားတရားလေးခွဲမရတလို့ပါပဲထိတ်တန့်လုပ်ငန်းတွေကိုပဲကြညာပေးတဲ့သူပြပြအကူလဲအင်ဒရာကျော်စင်းဟာရွှေဆိုင်တဆိုင်ရဲ့လဝရတနာတွေကိုကိုရိုင်းဝတ်ဆင်ပြီးတော့ကြညာပေးနေတာဖြစ်ပါတယ်အဲရွှေဆိုင်ကစံတင်တဲ့လက်ရာတွေအကြောင်းစိတ်ကူအိုင်ဒီယာကောင်းလွန်တာကြောင့်ပရိသတ်တွေကသဘောကျပြီးအားကျနေကြပါတယ်အင်ဒရာကျော်စင်ကအနုပညာလောကတွေကိုခံပတ်ပြန်လာတယ်လို့ဆိုပေမဲ့အနုပညာရေးချင်ကတော့နှစ်ခုစို့တစ်ခုအောင်မြင်ရပဲဖြစ်ပါတယ် ဒီလိုမျိုးအနုပညာရေးချင်းတွေရှိတဲ့အင်ဒရာကျော်စင်ကိုပရိသတ်တွေကတော့ဇကားတွေထဲမှာပြလဲတရောဆောင်စီချင်ကြပါတယ်။လက်ရှိအချိန်မှာဆိုရင်တော့ကျွန်ညာတွေကတော့လက်ခံရိုက်ကူနေရဖြစ်ပြီးတော့ရောရှန်ဇကားတွေကတော့လက်ခံရိုက်ကူနေရမတွေ့သေးပါဘူး။ကယ်ပရိသတ်ကြီးတို့ရောမင်းတမင်းကြီးအင်ဒရာကျော်စင်ကိုဇကားတွေထဲမှာပြလဲတရောဆောင်စီချင်ကြလားဆိုတာကိုပြောသားကြပါအောင်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လေးပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ရအကြောင်းတွေနဲ့တို့ပြလာခဲ့ဦးမှာဖြစ်လို့အထူးသဖြင့်တော့ view တင်နိုင်လို့တန်အသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်။